အာကျွန်တော်ဒရိုက်တာကျော်နေစီပါဒီဘင်းသတို့သမီးဇကာကိုပုံမော်ပေးမဲ့ဒရိုက်တာပါရှင့်သူကတော့ကင်ပါအဲသူကတော့ကင်ပေါ့နော်အဲဒုတိယသားတော့နေရာနေသတို့ဒေသနေရာနေတရုတ်ဆောင်ပါပေါ့နော်သူကတော့ဒီဇလန်းကြီးတခုလို့ဒီဇကာကြီးရဲ့ပုံမော်အဓိကပုံမော်ထားတဲ့ဇညောဇလန်းဇညောပေါ့ဒါဟေးဇယ်ပါရှင့်ဟုတ်မှန်ပါရှင့်ဟေးဇယ်ပါဟုတ်ဒီဇလန်းဇညောဒီဇလန်းကိုဘယ်ကလေးကရင်းနေရောက်ပြီးတော့ဘယ်လိုစိတ်ကူးပုံပေါ်ရင်တော့အားလုံးသိကြတာ ီလိုမျိုးပေါ့နော်လှုပ်ဝက်ဆန်းကျဲဇက်လန်လေးကိုရေးချင်လို့ပုံဖော်ဖြစ်ခဲ့တာပါရေးသားကတော့ညီမနှစ်နှစ်ရှိပါပြီရေးထားကတော့နှစ်နှစ်လောက်ရှိပြီရှိတော့ဘလို့ဘလို့စကူရလာဘလို့ဘလို့ပုံဖော်ဖြစ်သွားတာဒီလိုမျိုးလှုပ်ဝက်ဆန်းကျဲအချစ်ဇက်လန်လေးကိုရေးကြည့်ကြတော့စိတ်ကူးထဲမှာရှိလို့အဲ့လာအတွေးရလေးကိုရေးရေးပြတာပေါ့နော်ဒီလိုဇက်လန်လေးကိုပုံဖော်ဖြစ်သွားတာပေါ့ဟုတ်ကဲ့ဇက်လန်လေးဖတ်ချင်တယ်ကျွန်တော်ဒါရိုက်တာဆိုတာလုံးဝမပြောဘူးမပြောဘဲနဲ့အပြင်ပြိသက်အနေနဲ့ အဲစာဖတ်ခြင်းနဲ့ဆီမအဲဘယ်လိုဖတ်ရမလဲအဆောင်အထိဖတ်ခြင်းနဲ့အားလုံးဖတ်ပြီးရတဲ့အချိန်မှာနေမလားညမလားကိုဖတ်တာဟာနှစ်ရက်သုံးရက်အဲ့လိုမျိုးကြာပါဘူးအပိုင်းကြီးအရှည်ကြီးပဲဆိုတဲ့အခါမှာအဲဖတ်ဖတ်ဖတ်ပြီးတော့ကြိုက်သွားကြိုက်သွားပြီးတဲ့အခါမှာအဲသူ့ကိုဆက်သွယ်ရပါတော့ကျွန်မကအမကဒရိုက်တာပါဒီစကားလေးကိုအဲ့လိုရိုက်ခွင့်ရမလားဘာလားပေါ့မေးတဲ့အခါကျတော့သူကအဆင်ပြေရဲ့ရိုက်ပါပေါ့အဲကောဖတ်လိုက်တဲ့အချိန်ကျတော့အရှမ်းမိုက်တယ်အရှမ်းမိုက်တယ်တော်တော်ကောင်းတယ်လောကဒီကားကိုရိုက်ဖြစ်အောင်စူးစမ်းမယ်ဆိုတဲ့အချိန်မှာဒီနေရာမှာပုံဖော်ဖြစ်သွားတာပေါ့နော်ဟုတ် တို့ဝတ်ဆောင်တဲ့ဒီလိုပွဲကြီးနဲ့ပြင်တဲ့ကတော့ကိုယ့်ကိုဘယ်လိုလေးပို့ပြီးတော့အားရတက်ကြပါလား။အားရတက်ကြရဆိုတော့ဒီဟာနဲ့လိုက်ဖက်တဲ့ဟာမျိုးပြင်ဆင်လာတာပေါ့နော်ဒီကားလေးကလည်းသူကြစားလေးဖြစ်တဲ့ဟာမျိုးလေးပြင်ဆင်ကြတော့ဒါတော့ဟုတ်ကဲ့ဒီရှင်းမှာဘယ်နဲ့တွဲရောက်ရိုက်ပြီးလဲဘယ်မှာရတော့ဟုတ်ကဲ့အော်ဆေးတွဲတော့မှချစ်မိပြီမှာငွေရောက်ကိုရောက်ကြလားဟုတ်တယ်ခင်ဗျာဟုတ်ဟုတ်ဟုတ်ကဲ့ အားလုံးဟောခုနှစ်တွဲလောက်တော့ကျွန်တော်ရိုက်ခဲ့ပြီးပါတယ်။ဒီထဲမှာတော့ character ရတာကအာ၃တွဲလောက်တော့ရှိမှာကျန်တာကတော့ဒီကျွန်တော်တို့ support ဆိုရင်အနေနဲ့ပေါ့နော်။ဟုတ်တငယ်ချင်းတွေကလည်းလိုက်ထားပါတယ်။ဘာကြောင့်ထောက်ရှာရောဘလဲတော့ပေါ့နော်။ဇက်ကောင်ဘလို့စိတ်ကူးတော့ဘယ်လိုပေါ်ပေါ်ယူခဲ့တာလဲ။ ဟုတ်ထောင်းဆိုင်နေရတော့ရှေ့တကားရိုက်ထိုင်ပေါ့နော်လူရမောင်လက်ထက်ချင်းသူသူသူ့ရဲ့ဆက်ပဲပေါ့သူကရဲလက်ဆလည်းဖြစ်တယ် character လည်းအနေနဲ့လည်းရှေ့တကားမှာလည်းသူ့ကိုတင်ထားတာနဲ့မူဝင်နေရနဲ့သူ့ရဲ့ကိုကိုခန္ဓာကိုအနေထားအဲတရုပ်ဆောင်နေတာကြောင့်သူ့ရွေးလိုက်တာပါ။အဲဟိုသူ့ကြည်ဟာသူနဲ့လုံးဝဟတ်ဆန်တယ်သူပုံစံနဲ့သူ့ရဲ့ပတ်တီပတ်တီဖြစ်တယ် တကယ်ကွက်တီဖြစ်နေတယ်။အဲဒီလိုပုစုံနဲ့ဘာလို့အဆက်ပြစ်တာလဲဒီလိုဘယ်လိုပေါ်လာတာလဲ။အမ်တရားဘယ်လိုလဲဆိုတော့တို့မှာပရိသတ်တွေကဒီဇာတ်ကားကိုကြည့်ချင်တာကဇလန်းထက်အဲတို့ရဲ့ကော့စတူးတွေကိုကြည့်ချင်တယ်။အင်ပါယာကိုစိတ်ဝင်စားတယ်။အဲအကြောင်းမို့လို့ပရိသတ်ကြီးကိုအဲစိတ်စိတ်ကူးထဲမှာ ရှိရဲပေါ့နော်။အဲတို့မျော်မှန်းထားတဲ့ဇာတ်ကောင်တွေကို အပြင်မှာဟိုသူတို့ပထမဆုံးမြင်ရတော့မှဆိုတော့အရန်စိုးရိမ်ပါတယ်အဲ့ဒီအတွက်ဇက်ကောင်တွေကိုလည်းပြောပါတယ်ပရိသတ်ကြီးမျောလင်းနေတဲ့အဝတ်စားလေးတက်နိုင်သလောက်အနည်းဆက်ဆုံးဝတ်လာခဲ့ပြီးပါဒါလောလောဆယ်သူတို့ကတော့ချုပ်ထားတာဖြစ်တော့ဒီဝိစုံတွေကလည်းအဲသုံးချင်မှလည်းသုံးပါပါတော့ကျွန်တော်တို့သူတို့ခုဝတ်လာရဲဆိုတာဒီပွဲအတွက်ပါဒီပွဲအတွက်ပါသူတို့ချုပ်နေပါတယ်မမှီတော့လေဒါပေမဲ့အနည်းဆက်ဆုံးပေါ့ Empire ပုံစံလေးခက်ဆန်းဆန်းလေးဝတ်လာပြီးပါဆိုတော့ပရိသတ်ကြီးအနေနဲ့သူတို့မျက်လုံးထဲမှာဒီ character တွေကိုလက်ခံနိုင်အောင်ပေါ့နော်ကျွန်တော်တို့ဒီဒီလိုမျိုးယူထားတာပါဟုတ် ပေါ့ရေကူးကူနှစ်ပိုင်းနဲ့ပူလီရက်ပြီးတော့ပြည်ပြောင်းသွားမှာလဲကျွန်တော်ကလက်ဖက်တီနိုင်ငံတကာကြီးသွားမှာဒါကိုရီးယားနဲ့ပေါင်းစပ်တယ်လို့ပြောမှာ အဲကိုရီးယားနဲ့ပေါင်းဆက်တာမဟုတ်ဘူးကိုရီးယားရိုက်တာဟာကိုရီးယားရိုက်တာဆိုတော့သူတို့ကရိုက်ခိုင်းတာပေါ့နော်ရိုက်ခိုင်းတဲ့အခါကျတော့အဲဟိုဒီဇယ်လန်းကိုဟိုသူတို့တိုင်းပြည်လည်းပြချင်းပြမှာပေါ့နော်အဲကိုရီးယားဆိုင်ထိုးကြီးပြမလားပေါ့ဒါမို့လဲရန်ကြိုင်လည်းသူတို့မင်းသားမင်းသမီးတွေပဲတရုတ်ဆောင်သွားမလားပေါ့တို့မို့လဲဒီဟာကိုရန်ကြိုင်လည်းသူတို့ကိုယ်တိုင်လက်ခံပြီးတော့အဲသူတို့ Netflix တက်သွားမလားပေါ့ဟိုပြောတာပေါ့နော် Netflix တော့တက်ချင်တယ်ဒါလေးကိုတင်ပေးပါပေါ့အဲ့လိုတော့ အဲပြောတာပေါ့ဒီကတော့အပိုင်းကတော့လောလောဆယ်သူရေးထား85ပိုင်းလောက်တော့ရှိရဲ့အခါမှာကျမတို့ တေချာပေါက်ရိုက်ရင်တော့40ကျော်လောက်ကတော့ကျင်းတည်ရမှာဆိုတော့ကျွန်တော်40ကျော်ရိုက်ရအဆင်မပြေတော့လေအဲအကြောင်းကျွန်တော်တို့စီစဉ်နဲ့ခွဲရလိုက်တာပေါ့စီစဉ်နဲ့ခွဲရတဲ့ခါကျတော့သူကအဲဘာတွေလဲဆိုတော့စီစဉ်1မှာ7ပိုင်းပေါ့နော်စီစဉ်2တော့16ပိုင်းပေါ့အဲ့လိုမျိုးလေးရိုက်မလားအဲဒါမှမဟုတ်လေစီစဉ်3ထိသွားမလားပေါ့ဆက်အိမ်ကအတားကြီးတော့လေအဲ့လိုမျိုးလေးတတ်မှတ်ထားတာပေါ့နောက်စီစဉ်1ကကျတော့ကျွန်တော်တို့ကကျတော့ရိုးသားမှန်ဇလန်းမဟုတ်ဘဲနဲ့အဲတကားလုံးမှရှိရဲ့တိကျင်သောအဖြေတွေအားလုံးပေးထားတာပေါ့အဲစီစဉ်2ကကျတော့ တကားလုံးမှာအဲ့ဖြည့်အဖြည့်ပေးထားတာကိုဖွက်ထားတဲ့ဟာတွေအားလုံးစီစဉ်တူးမှာပြမှာဆိုတော့တေချာတာကတော့စီစဉ်တူးမကြည့်ပဲနဲ့ဒီဇလန်ကိုလုံးဝမသိပါဘူးအဲ့လိုအလုံးလိုဒီ twist လေးတုံးထားတာဟုတ်ဟုတ် twist ကဒီနေ့တော့ဝမ်းမှာတော့ဒီပါမှာပါကြတယ် အဲအကုန်လုံးလျှို့ဝှက်ထားရပါတယ်ကျမတို့တယောက်ချင်းလာပေးတာရှိရယ်ဘသူလဲပြောပြပါဆိုတာတော့မဘသူမှမပြောကျွန်တော်အကုန်လုံးဖွက်ထားတာပေါ့အဲတည့်ရဲ့ group ထဲမှာလည်းမင်းသားမင်းသမီးကိုလည်းလုံးဝ page ကိုမ share ရဘူး line မလုပ်ရဘူးဖြောင်းမြန်ဖြောင်းမြန်တွေတော့ချို့ဆိုငါငါ page လေး like like လုပ်ပေးပါ share ပေးပါသူတို့မှလည်းလုံးဝ page ကိုမ share ရဘူး like လည်းမလုပ်ရဘူးခုလည်းမလုပ်ရသူတို့လည်းလုံးဝမလုပ်ထားဘူးအဲလုံးဝမပြောထားဘူးပေါ့နော်အဲအခုတော့လုပ်လို့ရပါပြီ like လည်း share လို့ရပြီ like လို့ရပြီပေါ့နော်အဲအဲ့လိုမျိုးအဲ့လိုမျိုးလေးဖွက်ထား သူတို့လည်းအခွင့်တောင်းထားတယ်လုံးဝ like မလုပ်ပါဘူးဆိုတော့ thread တက်ကိုလုံးဝအဲ့လောက်ထိကိုပေးမသိဘူးသူကသူတို့ comment တစ်ခေါက်ရေးလိုက်တာ ਨੇ ဘယ်သူဆိုတာပေါ်အောင်မှာဆိုလို့ပေါ့နော်ဒီကလာတဲ့စာနယ်ဇင်း media တွေလည်းမပြောထားဘူးဒီကပါဝင်တဲ့သူအားလုံးလည်းဘယ်သူမှမသိဘူးပေါ့နော်အကုန်လုံး surprise လုပ်ထားတာပါရှင်ဟုတ်အဲ့တော့ကိုယ့်ရဲ့ဇာတ်တော်မျိုးပေါ့နော်ဒီလိုအယုတ်နဲ့မြင်ရမယ်ရှင်းလင်းရပြောလေးပြကြပါဘာအရင်လည်းပြောပါတယ်ရင်ခုန်ပြီးတော့စိတ်လွှရှာတယ်ပေါ့ဟုတ်ဒီလေးဒီလေးခံစားချက်လေးပြောပြပါဦးဒီက တဲ့ပတ်သက်ပြီးတော့ attitude ပေးနိုင်တယ်ဘယ်လိုလေးမြင်ရမလဲပြောလို့ရတော့အဓိကတော့ဟိုကျွန်တော်ဆိုရင်ဒါကဟိုဒီတရုတ်ဆောင်လမ်းကြောင်းလုပ်ငန်းပေါ်မှာလုပ်နေတဲ့ဟိုအစ်စ်တယောက်ပေါ့နော်အများကြီးကျွန်တော်တို့ကဒါကအခွင့်အရေးအကြီးမားဆုံးခွင့်ရပဲဒီဟာတော့ကျွန်တော်အကောင်းဆုံးခြေစောက်တော့ပါမယ်ပေါ့ဟုတ်ကဲ့ဒီလိုပါ